ဘူနိုဖာနန်ဒက်စ်အနေနဲ့ကျွန်တော်တို့ဒီမှာကပတိန်တယောက်ဖြစ်ရသားနဲ့ဒီလောက်ဒီကျွန်တော်တို့ဒီမှာရုပ်ပြက်စင်းပြက်ဂိမ်းမျိုးကိုဥဆောင်ပြီးကျွန်တော်တို့ကစားပြရတယ်ဆိုတာကဒီပေါ့နော်နီးပြမျက်ခွက်ကိုလည်းကျွန်တော်အုံမဲ့တော့လိုက်လို့ပဲကွင်းနဲ့လာကြည့်တယ်ပရိသတ်ပေါင်းကျွန်တော်တို့လုံးဝတောင်းချီကိုလည်းနော်မျက်ခွက်ကိုအုံမဲ့ဟိုတယောက်ချင်းညီလိုက်တော့နေလို့ပဲအားလုံးင်္ဂါပါဒါနဲ့တော့မယ YouTube channel နေပြီးတော့အားလုံးကြိုတူပါနဲ့ဆိုတော့ကျွန်တော်တို့ Manchester United ပတ်သက်ပြီးပြောကြည့်အောင်ဆိုတော့အခုလက်ရှိ ဒီ United ကကျွန်တော်အင်ခွဲမှာ Everton ကိုကျွန်တော်0-1ဆိုတဲ့ result နဲ့ကျွန်တော်ရှုံးနေရှုံးနေအနေထားမှာတကယ်ပူးဆိုးပတ်ဆက်နဲ့ကျွန်တော်ရှုံးတာပေါ့နော်ဆိုတော့ကိုပြက်ချစ်ပြက်ဆိုတဲ့ပုံစံမျိုးတော့မဟုတ်ပြင်မဲ့လေလို့ကျွန်တော်တို့လုံးဝနိုင်သင့်နိုင်ထိုက်တဲ့ပွဲမျိုးကိုကျွန်တော်တို့ရှုံးခဲ့တဲ့အခြေအနေမျိုးမှာအဲတကယ်ကျွန်တော်တို့ဒီဘောလုံးစိတ်ပျက်စရာအခြေအနေမျိုးကျွန်တော်ဖြစ်ခဲ့တယ်ဆိုတော့ဒီဒီပွဲရှုံးပြီးကျွန်တော်တို့ဒီ social media မှာဆိုလို့ရှိရင်လည်းတော်တော်လေးကျွန်တော်လူပြောများတယ်ပေါ့နော်လူပြောများတယ်အဲ့ဒီလူပြောများရဲ့အထင်မှာအဲကျွန်တော်ဒီပေါ့နော်ကျွန်တော်လုံးဝမမြတ်တာဘူးလို့ခံစားရတာကဘာလဲဆိုတော့ ဒီ MRI အောက်ဆိုတဲ့အဖွဲ့တွေပဲနော်ဒီနီးပြကိုကျွန်တော်တို့ဟိုတဆိတ်ရှိကျွန်တော်ထုတ်ခိုင်းနေတဲ့အဲဒီဘာနော်အဖွဲ့တွေကိုကျွန်တော်ကဟိုဒီဗီဒီယိုမှာကျွန်တော်ပြောချင်တာပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ဒီ evidence နဲ့ brand မှာဒီလိုမျိုးကျွန်တော်တို့ရှုံးသွားတဲ့တကယ်ကျွန်တော်တို့ဒီနော်မရှုမလှကျွန်တော်တို့ဒီရုပ်ပြဆင်းပြကျွန်တော်တို့ဒီပေါ့နော်ခြေပြဆိုတဲ့ပုံစံမျိုးနဲ့ရှုံးသွားတဲ့အခြေအနေမျိုးကလည်းဒီပြတယောက်တည်းကြောင့်လို့ဆိုလို့ရှိရင်တော့နော်တခုတော့ကျွန်တော်မှားနေပြီလို့ထင်တယ်။ဘာဘာလို့လဲဆိုတော့ကျွန်တော်တို့ဟိုပွဲမကြည့်ပဲနဲ့ကျွန်တော် ghost code ထကြည့်ရဲ့လူတွေလား တကယ်ကျတော့ပွဲကိုရောတခြားကြည့်ရလားဆိုတော့အရာကိုတော့ကျတော့မေးခွန်းထုတ်ရမယ့်အခြေအနေမျိုးဖြစ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီပေါ့နော်ကျွန်တော်တို့နီးပြတယောက်တည်းကိုကျွန်တော်အပြစ်တင်နေဆိုတာကဒါလုံးဝမမြတ်တောက်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ဒီပွဲကကျွန်တော်ဒီနီးပြပေါ်မှာအများကြီးတောင်းဝန်ရှိရဆိုတော့မှန်တယ်။ဒါပေမဲ့ကျွန်တော်တို့ဒီဒီကွင်းထဲမှာကျွန်တော်ထည့်ပေးထားတဲ့ကစားသမားတွေမှာလည်းအများကြီးကျွန်တော်တောင်းဝန်ရှိပါတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ကစားရတာဒီကိုယ့်အိမ်ကွယ် ultra phone မှာကျွန်တော်ကစားရတယ်။ကစားရတဲ့တင်ရ Everton Everton ဒီကျွန်တော်တို့ ဒီ15မိနစ်16မိနစ်မှာနေဟိုပြောရမယ်လို့ရှိရင်ဒီဘောနော်တယောက်ရော့သွားတဲ့အချိန်လေးမျိုး10ယောက်17ယောက်ကျွန်တော်တို့တောက်လျှောက်ကျွန်တော်တို့ဒီရောမိနစ်ကျွန်တော်တို့ဒီဘောနော်ဟို80လောက်အထိကျွန်တော်တို့ကစားခဲ့ရတဲ့အချိန်လေးမျိုးမှာဒီလိုမျိုးကျွန်တော်တို့ရှုံးခဲ့တဲ့အချိန်လေးမျိုးဒါကလည်းကျွန်တော်တို့ဒီ United တမိုင်းတစ်ယောက်မှာပေမဲ့အသင်းကအနီကက်ထိပြီးတော့ United ကကျွန်တော်တို့ရှုံးသွားတယ်ဆိုတာဒီဒါကြောင့်အသင်းရဲ့အသင်းမှာကျွန်တော်လုံးဝပထမဦးဆုံးပဲဗောနောပထမဦးဆုံးပဲဆိုတော့တမိုင်းမှာတစ်ခါမှမရှိဘူးဗောနောအဲ့လိုခြေနေမျိုးဆိုတော့ဒါပထမဦးဆုံးပွဲပဲဗောနောဆိုတော့ အဲ့ဒီအမှာကျွန်တော်တို့ဒီပေါ့နော်ဟိုကစားသမားတွေကိုကျွန်တော်တို့ဟို criticize လုပ်ဖို့အတွက်ခြံထားမယ်ဆိုလို့ရှိရင်ဒါတော်တော်မှားသွားလိမ့်မယ်။ဘာဖြစ်လို့ဆိုတော့အဲ့ဒီပွဲကိုကျွန်တော်တို့ကြည့်ရတူတွေဆိုလို့ရှိရင်တရားပေါက်တည်လိမ့်မယ်။ကျွန်တော်တို့ပွဲအစတည်းကကျွန်တော်တို့စတင်တဲ့ပုံစံအရင်မှားတယ်နော်။စတင်တဲ့ပုံစံအရင်မှားတယ်။ကစားသမားတွေအနေနဲ့ကျွန်တော်ဘာ discipline မှကျွန်တော်မရှိဘူး။ဒီ game ကိုကျွန်တော်တို့ဥဆောင်ပြီးကျွန်တော်ကစားနေတဲ့ Bruno Fernandes တို့ဘလို့ပုံစံနဲ့ကျွန်တော်တို့ဖြစ်နေလေကျွန်တော်တို့မြင်နေနိုင်မယ်။ဘာမှမဟုတ်ကျွန်တော်တို့ဟိုပြောရမယ်ဆိုလို့ရှိရင်လုံးဝအဆင်ပြေမနေဘူး။လုံးဝကျွန်တော်တို့ဒီ ယုံကြည်လို့ရပါတယ်ဆိုတဲ့ခြေစွမ်းမျိုးကိုပေးမနေဘူးเนาะယုံကြည်လို့ရပါတယ်ဆိုတဲ့ခြေစွမ်းမျိုးမပေးဘူးအဲတပွဲရွှေတပွဲငွေဆိုတဲ့ပုံစံမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးတခါကြီးကြလဲကောင်းရင်ကောင်းနေပြန်တခါကြီးကြတော့လည်းမကောင်းပြန်ဒီနေ့ပွဲကျတော့ဆိုလို့ရှိရင်ကျတော့ဒီပေါ့เนาะရှေ့ရှေ့ပွဲတွေမှာကျွန်တော်ကြည်သမျှထဲမှာကက်စမဲရိုဆိုလို့ရှိရင်ဒီနေ့ပွဲတော်တော်လေးကျွန်တော်ခြာတယ်လို့ပြောလို့ရတယ်ခြာတယ်တော်တော်စုပ်တယ်ကက်စမဲရိုလည်းစုပ်တယ်နောက်တန်းနေဆိုလို့ရှိရင်လည်းတော်တော်လေးကျွန်တော်တို့အားနေတယ်လို့ပြောလို့ရတယ်ယူရိုလည်းအဆင်မပြေဘူးဒီလစ်လည်းအဆင်မပြေဘူ လူရှော်လည်းအဆင်မပြေဘူးတော်တော်ဆိုးတယ်ဆိုတော့ဒီဒီတို့တို့ဒီပေါ့နော်ဝင်းဘက်ဒီမှာဆိုလို့ရှိရင်လေဘတ်ထွတော်ကူလည်းအဆင်မပြေနော်မဇလာဝီလည်းအဆင်မပြေဘူးမှအဆင်မပြေဘူးဘသူမှအဆင်မပြေဘူးပြီးတော့ကျွန်တော်လှုပ်ချင်တိုင်းနေကျွန်တော်လှုပ်နေကြတယ်တယောက်တည်းဆွဲပြေးခြင်းနဲ့သူကဆွဲပြေးတယ်နော်ဟိုဘယ်အလေမှာကျွန်တော်ဘသူမှမရှိဘဲနဲ့လေ cross တွေတင်နေလို့ပုံစံမျိုးတကယ်ကျွန်တော်ဒီပေါ့နော်လုံးဝကျွန်တော်ဒီ discipline လုံးဝမရှိတဲ့ပွဲမျိုးကိုကျွန်တော်မြင်ခဲ့ရတာနော် position တွေမှာဆိုလို့ရှိရင်လေဘသူကမှကျွန်တော် right position တွေမှာကျွန်တော်ရှိမနေဘူးနော်ကို တယောက်တည်းကစားနေတဲ့ပုံစံမျိုးတွေကြောင့်ကစားနေကြတာဆိုတော့တော်တော်ကျွန်တော်ကြည့်ရဆိုတဲ့ရုပ်ပြက်ဆင်းပြက်ကြီးပေါ့နော်အစောအဲ့တဲ့ကြောင့်မလို့ကျွန်တော်တို့ကဒီပွဲပေါ်မှာကြောင့်နီးပြကိုအပြစ်မတင်နိုင်တော့မဟုတ်ဘူးအပြစ်တင်ရမှာကျွန်တော်ကိုယ်တိုင်လည်း Amring ကိုဒီပြောရမယ်ဆိုလို့ရှိရင်ဒီဟို support လုပ်နေတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော် Amring ကိုကျွန်တော်တို့ထောက်ခံရမယ်ထောက်ခံမှရမယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ပြောနေတာမဟုတ်ဘူးအဓိကကျွန်တော်ဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့မေ့နေတာကစားသမားတွေကိုဝေဖန်မှုပဲဆိုတော့ ဒီကစားသမားတွေဒီကျွန်တော်တို့ဒီပေါ်တော့လောက်ခလာစာတပတ်တပတ်ကိုကျွန်တော်အများကြီးယူပြီးကျွန်တော်ကစားနေတဲ့ကစားသမားတွေဖြစ်တယ်။နောက်ကက်စမဲလိုဆိုကျွန်တော်တို့ဒီ3သိန်းခွဲလောက်ကျွန်တော်ရ3သိန်းကျော်လောက်ကျွန်တော်ရတယ်။ဒီလိုပဲကျွန်တော်ဘရူနိုဖနန်ဒက်ဆိုဆိုရှင်လာစာလောက်ခလာစာကျွန်တော်တို့အတင်းမှာအများဆုံးဒီတွေကတယောက်ပဲ။ဆိုတော့အသီးသီးကျွန်တော်တို့ဒီကစားသမားတွေအားလုံးဒီကျွန်တော်တို့ဒီပေါ်တော့ Titan နဲ့ကျွန်တော်လောက်ခလာစာတွေပေးထားတယ်။ပေးထားပြီးတော့ကျွန်တော်ဒီလိုခြေစွမ်းမျိုးကိုဒီလိုကျွန်တော် Ultra Full မှာဒီလိုအတင်းမျိုးနဲ့ဒီလိုကျွန်တော်10ယောက်17ယောက်အနေထားမှာဒီလို reset တွေရဖို့ဆိုတာဘလို့မှကျွန်တော်မဖြစ်သင့် ညီပြကျွန်တော်ပြောရရှင်ဘလူး instruction ပဲပေးပြီးသူတို့ရာဒါကိုကျွန်တော်ရအောင်ဖြစ်အောင်လုပ်ကိုလုပ်ပြရမှာဒါပေမဲ့ဒီကောင်တွေမလုံးနိုင်ခဲ့ဘူးဆိုတော့ဒီလိုကြောင့်မလို့ဒီကောင်တွေကိုကျွန်တော်အမှန်ကန်ဆိုဆိုကျွန်တော် criticize လုပ်မှရမယ်ဒီပြကိုလည်းကျွန်တော်တို့ criticize မလုပ်နဲ့မဟုတ်ဘူးလုပ်ရမယ်ဒီပြကိုလည်းလုပ်ရမယ်ဒီလိုပဲကျွန်တော်တို့ဒီဒန်းတူညီတူပဲကစားသမားတွေကိုလည်းကျွန်တော်တို့လုပ်တင်နောက်တစ်ခုကကျွန်တော် MRI အနေနဲ့လည်းဒီကစားသမားတွေအပေါ်မှာကျွန်တော်တို့ဒီပေါ့နော်100%ကြီးကျွန်တော်အားကိုးနေတာမျိုးတွေ ပြောမယ်ဆိုလို့ရှိရင်တိုင်းတာတစ်ခုလီရှော့ချတဲ့နယ်ရှော့ချတဲ့နယ်သူ့ကစားသမားတွေကသူ့ကိုပြန်တက်သွားနိုင်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမတိုင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ရှေ့မှာဒီပွဲနိုင်ထားတယ်ဒီကြထားတယ်ခြေစွမ်းကောင်းနေကျွန်တော်တို့ပြထားတယ်အခုလည်းရှိကျွန်တော်တို့ဒီဒီကောင်တွေကပဲဘယ်လိုပုံစံကျွန်တော်ကစားသွားသလဲမြင်တဲ့အတိုင်းပဲဒါလုံးဝကျွန်တော်တို့လက်ခံနိုင်ကြအကြောင်းမရှိလုံးဝကျွန်တော်တို့ဒီပေါ့နော်ဟိုတကယ်ကောင်းပါလေဆိုရယ်အနေထားမှာကျွန်တော်တို့နှီးစက်မှုတောင်ရှိနော်ကောင်းနေဆိုရယ်အနေထားနဲ့နှီးစက်မှုလေးတောင်ကျွန်တော်မရှိဆိုတော့ဒီတော့ကျွန်တော်တော်တော်အချင်းနေဆိုးတယ်ဆိုတော့ဒီရန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ ဒီပေါ့နော် Emirates အနေနဲ့တော့အမှန်ကန်ဆိုလို့ပေါက်ပွဲလိမ့်မယ်လို့ထင်တယ်နော်ဒီကျွန်တော်တို့ဒီ press conference မှာဆိုလို့ရှိရင်သူတော်တော်ကျွန်တော်တို့ဒီပေါ့နော်တုံးဝအမှန်ကန်ဟိုစိတ်ဆိုးနေတဲ့ပုံစံမျိုးကြီးကျွန်တော်မြင်ရတာပေါ့တကယ်ကျွန်တော်တို့ဒီစိတ်ပြတ်ဆရာကောင်းတဲ့ပွဲမျိုးကျွန်တော်ဖြစ်လဲတကယ်လဲစိတ်ပြတ်တဲ့ ਨੇ တကယ်လဲကျွန်တော်တို့ဒီပေါ့နော်ဒေါသထွက်တဲ့အခြေအနေမျိုးတယောက်ချင်းစီကိုကျွန်တော်တို့ဒီပေါ့နော်ဟိုပါးတွေကြီးရိုက်ပြီးတော့ကျွန်တော်တို့ပြောရမယ့်အခြေအနေမျိုးပေါ့နော်ဘာလို့လဲဆိုတော့ဘလောက်တောင်ကျွန်တော်တို့ဆိုးလိုက်နေတယ်နော် Everton လို့အသင်းမျိုး နော် evidence ကိုကျွန်တော်တို့မကောင်းလို့ပြောအောင် evidence ဒီကျွန်တော်တို့ကောင်းတဲ့အတင်းတင်းကျွန်တော်ဖြစ်တယ်၁၁ယောက်၁၁ယောက်မှာကျွန်တော်ဒီလို result ဖြစ်တယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ပြဿနာမရှိကျွန်တော်တို့၁၁ယောက်၁၁ယောက်အနေထားမှာဒီပွဲကကျွန်တော်တို့ဘလို့အချင်းနေမျိုးပဲဖြစ်ဖြစ်ဘာတွေပဲကျွန်တော်တို့ဖြစ်နေဖြစ်နေဒီပွဲဒီကျွန်တော်တို့အနေအဆုံးတည်ရင်နဲ့ကျွန်တော်တို့ပိတ်ရမယ့်အချင်းနေမျိုးပါတော့အနေအနေဆုံးကျွန်တော်တို့တည်ရအနိုင်ဆိုတဲ့ပုံစံမျိုးပဲကျွန်တော်ဖြစ်ရမှာဒီလိုအရှုံး result မျိုးကိုရီအိမ်ဝင်းမလုံးဝဖြစ်ကြအကြောင်းမရှိဘူး ပြန်ဘက်ကကျွန်တော်တို့10ယောက်17ယောက်ဖြစ်သွားတဲ့အချိန်ကကျွန်တော်15မိနစ်ပဲကျွန်တော်ရှိသေးတယ်ဂျားထဲမှာကျွန်တော်တို့မိနစ်80ကျော်လောက်ကျွန်တော်တို့ဘာလုပ်နေလမ်းလျှောက်နေဘာမှကျွန်တော်မလုပ်ဘူးဆိုတော့ညီပြကိုလည်းကျွန်တော်တို့ criticize လုပ်ရမယ်ဒီလိုပဲကျွန်တော်တို့ကစားသမားတွေကိုလည်းကျွန်တော်တို့ criticize လုပ်ရမယ်ဝေဖန်ရမယ်เนาะဒီကောင်တွေကိုကျွန်တော်တို့ဆဲရမယ်ဆိုရမယ်ပေါ့ဗျာဆဲရမယ်ဆိုရမယ်ပြောရမယ်ဒီပြအနေနဲ့လေဒီကစားသမားတွေအပေါ်မှာ100%ကျွန်တော်တို့ trust ဆိုတဲ့အရာ100%ယုံကြည်မှုဆိုတဲ့အရာကိုမထားသင့်ဘူး။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ ဒီဘယ်တော့သူ့ရဲ့ကျွန်တော်ရာထူးကိုကျွန်တော်ဒီကောင်လေးကကျွန်တော် ဖြုတ်ချသွားနိုင်တယ်။ရှေ့မှာလည်းဒီနီးပြရင်နီးပြပေါင်းများစွာဆိုဒီကောင်လေးဖြုတ်ခဲ့ပြီးသွားတယ်။ဆိုတော့ဒီတဲ့ကြောင့်ကျွန်တော်ယုံကြည်မှုဒီဘက်ကကျွန်တော်အထားသူမှားလို့ရှိရင်တော့ MRI မှာကျွန်တော်ဒုက္ခရောက်နေမယ်။ဆိုတော့နီးပြအနေနဲ့ကျွန်တော် rotation ကောင်းကောင်းလုပ်တဲ့အရာလို့သူ့အတွက်ကျွန်တော်တို့100%ကစားပေးနိုင်မယ်ကစားသမားတွေကိုပဲကျွန်တော်ကွင်းထဲမှာထည့်ထားတာပိုကောင်းနိုင်မယ်လို့ထင်တယ်။ဆိုတော့သူအယုံကြည်ရဆုံးသူအား900ဆုံးကစားသမား17ယောက်ကိုတော့ ီ rumor emery နေနဲ့ကျွန်တော်အမြန်ဆုံးရှာဖွေသိမိလို့ကျွန်တော်ကတော့ထင်တယ်ကျွန်တော်တို့ပွဲတပွဲကိုကစားတယ်ဆိုတာကကျွန်တော်ကစားသမား17ယောက်ကျွန်တော်ကစားတာပေါ့နော်အဲ17ယောက်ထဲမှာဒီအရေးပါဆုံးကကပ္ပတိန်ပဲနော်ဒီကပ္ပတိန်တာဝန်ကိုယူထားတဲ့ Bruno Fernandes ကအရေးအကြီးဆုံးပဲသူကကျွန်တော်တို့ဖြစ်ချင်နိုင်ဖြစ်နေရဆိုလို့ရှိရင်ကျန်တဲ့ကောင်တွေကကျွန်တော်တို့လုံးဝကျွန်တော်ထိမ့်နိုင်သိမ့်နေဖြစ်မှာဆိုတော့ Bruno Fernandes ကျွန်တော်ကပ္ပတိန်ကောင်းတယောက်ဘာဖြစ်လဲညာဖြစ်တယ်ကျွန်တော်ပြောနေပြီမြေဒီပွဲကျွန်တော် Bruno Fernandes ကစားတော့လာအရင်ဆုတ်တယ်ဆိုတော့ဒီသူ သူ့ဘေးမှာရှိတဲ့ကစားသမားတွေကိုလည်းသူ leading လုပ်နိုင်စွမ်းလည်းမရှိဘူး control လုပ်နိုင်စွမ်းလည်းမရှိဘူးညွှန်ကြားနိုင်စွမ်းလည်းမရှိဘူးဘာမှမရှိဘူးသူကိုယ်တိုင်ကလှုပ်ချင်တာလုပ်နေမှာတော့ကြံတဲ့ကောင်တွေလည်းဖြစ်ချင်တိုင်းဖြစ်ပြီပေါ့ဆိုတော့ဒီလိုပုံစံမျိုးကြီးပြောဖြစ်နေတာဆိုတော့ဒီလိုကြောင့်မလို့ကျွန်တော် Bruno Fernandez အပေါ်မှာဟိုပြောမှဆိုရင်100%ကျွန်တော် blind လောက်ခါလာနေတာ short တင်ပြီ short တင်ပြီကျွန်တော်ဒီဒီဒီပုံစံတိုင်းဆိုလို့ရှိရင်အဆင်မပြေဘူးเนาะ ဂူနိုဖရန်ဒက်စ်ကိုကျွန်တော်ဒီလိုပုံစံမျိုးကြီးမြင်နေရတာဘလို့မှစဉ်းမသိဘူးဒါဒါကျွန်တော်ကပတိန်တယောက်ရဲ့ဟိုပြောရမယ်ဆိုလို့ရှိရင် behavior တွေလက္ခဏာတွေမဟုတ်ဘူးကပတိန်တယောက်ကကျွန်တော်တို့ဂိုးတွေသွင်းမှနော်ခြေစွမ်းတွေပွဲတိုင်းပြမှဆိုတဲ့ပုံစံမျိုးကျွန်တော်ပြောချင်တာမဟုတ်ဘူးဒါပေမဲ့သူ့မှာကျွန်တော်တို့ဒီပေါ့နော်ဒီကပတိန်ဆိုတဲ့လက်ပတ်ကိုကျွန်တော်ပတ်ထားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကွင်းထဲမှာကို့အသေးမှာကျွန်တော်ကစားနေတဲ့ကစားသမား17ယောက်လုံးဂျန်နဲ့10ယောက်လုံးသူ့ပါဝင်ဂျန်နဲ့10ယောက်လုံးအားလုံးကဒီပေါ့နော်သူ့ရဲ့ကျွန်တော်တို့ဒီပေါ့နော် leadership အောက်မှာကျွန်တော်ရှိနေရမယ်နော်အဲ့လိုပုံစံမျိုးဖြစ်အောင်ဒီကောင်မလုပ်နိုင်ဘူး နော်သူကိုယ်တိုင်ကကျွန်တော်လှုပ်ချင်တိုင်းနေလှုပ်တယ်ကန်ချင်တိုင်းနေကန်တယ်နော်အဲ့လိုပုံစံမျိုးကျွန်တော်လှုပ်နေတယ်ဆိုတော့ကျွန်တော်ဘေးဘေးရလူတွေကဘေးရလူတွေကကျွန်တော်ဒီငယ်တဲ့ကစားသမားရှိရအမတ်တို့ရှိရနော်ငယ်တဲ့ကစားသမားရှိရအကုန်လုံးကကျွန်တော်ဖြစ်ချင်တိုင်းနေကျွန်တော်ဖြစ်နေရအဲ့ဒါကိုလည်းသူဘလို့ကျွန်တော်တို့ဒီ manage လုပ်အောင်လည်းသူမသိသူတော့တော်တော်လေးကျွန်တော်ဆိုးပါတယ်ဆိုတော့ Bruno Fernandes အနေနဲ့ကျွန်တော်ဒီမှာ captain တယောက်ဖြစ်ရတဲ့အနေနဲ့ဒီလောက်ထိကျွန်တော်တို့ဒီမှာရုပ်ပြက်စင်းပြက် game မျိုးကို ဥဆောင်ပြီးကျွန်တော်တို့ကစားပြရတယ်ဆိုတာကဒီပေါ့နော်နီးပြမျက်ခွက်ကိုလည်းကျွန်တော်အုံးမဲ့တော့လည်းဆိုပဲကွင်းနဲ့လာကြည့်တယ်ပရိသတ်ပေါင်းကျွန်တော်တို့လုံးဝတောင်းချီဖို့လေနော်မျက်ခွက်ကိုအုံးမဲ့ဟိုတယောက်ချင်းညီလိုက်တုံနေလို့ပဲတော်တော်အဆင်မပြေပါဘူးဆိုတော့အမရင်အနေနဲ့ကတော့ကျွန်တော်တို့တော်တော်လေးကျွန်တော်စိတ်ပြက်စရာကောင်းတယ်ကျွန်တော်ပွဲတစ်ခုဖြစ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်အမရင်တယောက်တည်းကိုပဲကျွန်တော်တို့ဒီပေါ့နော် criticize လုပ်နေတာလေအမရင်အောက်လို့អော်နေတာတွေကတော့လုံးဝကျွန်တော်တို့မထိုက်တန်ဘူးလို့ကျွန်တော်ထင်တယ်ကစားသမားတွေကိုလည်းကျွန်တော်တို့ criticize လုပ်တဲ့ ਨੇ ဒီအဓိကအဖြစ်ကျွန်တော်တို့ဒီ Bruno Fernandes ကိုလည်း ခွေဒီဇိုင်းလုပ်တင်တယ်ဝေဗန်တင်တယ်ဆဲတင်တယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဒါတော့ကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာပါဆိုတော့ brother တို့ရဲ့အမြင်တွေကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသလိုရပါတယ်ရရှိအားပေးတဲ့ညီကောင်များအားလုံးကျေးဇူးများတင်ပါတယ် channel ကို subscribe လုပ်ဆိုလို့ရှိရင် subscribe လေးလုပ်ပေးထားကြပါအောင်အားလုံးကျေးဇူးများတင်ပါခင်ဗျာ